ဒီမိုကရေစီလိုလားသောအင်အားစုများအတွက်စစ်ကောင်စောက်မင်းအောင်လှိုင်သည်2021ဆီယနာတိမ်မှုစန့်ကျင်သူများကို ထောင်ချသောတပ်ဖြတ်သောရက်ဆက်ကြံကြုတ်သည့်အာဏာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားသည့်ဒေသများကိုဘုံကျဲရဲ့လက်မယွန်းသည့်အာဏာယူဖြစ်သည်မကနီကျူခွန်တသမခွန်ရှိဖြတ်အားဖြင့်သည့်မတ်လ28ရက်နေ့ငလင်တန်ခံရသည့်တော်လရင်အားစုထိန်းချုပ်မျိုးရွာများကိုပင်ရှမ်းသာမပေးပေနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်လူနည်းစုကို ပြည်နှင်နံဘေဘီဖိနှိပ်သည့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာဇဝတ်မှုအတွက်သူတွင်ယာဇဝတ်တာဝန်ရှိသည်ဟုယုံကြည်ရသည့်ကြိုးចောင်းခိုင်လုံသောအကြောင်းရင်းရှိသောကြောင့်နေသားလန်နိုင်ငံတဟိမအပြည်ပြည်ဆိုင်ရာယာဇဝတ်တရားရုံး ICC ကဖဝါနန်းထုတ်ရန်တောင်းဆိုထားသည်လွန်ခဲ့သော၄နှစ်ကအာနာသိမိနာစစ်ကောင်စီဥက္ကဋ္ဌအဖြစ်နိုင်ငံကိုအုပ်ချုပ်နေသည့်မင်းအောင်လှိုင်သည်နိုင်ငံတကာတွင်ယခုထက် ပုံမဆိုးရွားသည့်ဂုံတဲ့မရှိနိုင်တော့တလို့ပြည်တွင်းပြည်ပမှမြမပြည်သူများကလည်းဆက်ဆုပ်မုန်းတီးကြသည်စစ်တပ်အတွင်မှသူနစ်ခစ်ပြိုင်များကမင်းအောင်လိုင်းသည် အာနေပြီးဆုံးဖြတ်ချက်မပြတ်သားဟူမြင်ကြသည်စစ်ကောင်းဆောင်များနှင့်နေဆက်သည့်တည်ရေးမြစ်များ၏အဆိုအရသူသည်လူမျိုးစုနှင့်နိုင်ငံရေးခုခံတော်လှန်မှုကိုမရှိမုန်းနိုင်သောကြောင့်တက်တွဲမကျေနပ်မှုရှိနေကြောင်းသိရသည် ထို့ကြောင့်ပုံမလက်ဆပ်ပြင်သူတအူးလိုအပ်နေသည် စစ်တပ်သည်၎င်းတို့အရှင်ချင်းကြားအကွဲအပြဲကိုမဖော်ပြလိုသောကြောင့်သူ့ကိုမဖြုတ်ရှာနိုင်ပေသို့သောသူ့ကိုဘေးဘယ်ထုတ်ထားနိုင်သည်စစ်ကောင်စီကယခုနှစ်ကောဒုမဟုတ်လာမည့်နှစ်စံပိုင်တွင်ပြုလုပ်မည့်အထွေထွေရေကောက်ပွဲအပြီးတွင်သူ့ကိုအယက်သားတမထရာတို့ပေးပြီးစစ်တပ်မှနှုတ်ထွက်ရန်ပြောနိုင်သည်ထိုရွေးကောက်ပွဲများသည်မြေများအပြစ်အနာအဆမကင်းသည့်ဖြစ်စေစစ်တပ်ကလိုချင်နေသည့်တရားဝင်မှုကိုဒေတာတွင်တွင်အ ਨੇ ဆုံးရရှိနိုင်မည်ဖြစ်သည် 1998ခုနှစ်တွင် နိုင်ငံတော်အေဂျင်တာယာရင်နှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖဖြစ်လာသည့်ရခိုင်စေအုပ်စုနိုင်ငံတော်ညီဝဲပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတာကောင်စာဦးသက်ရွှေအငိမ့်စားယူပြီးပုံမဖွဲ့စည်းဖို့အခြေခံဥပဒေစံသည့်အစိုးရပုံစံကို ခွင့်ပြုရန်ဆုံးဖြတ်သောအခါမင်းအောင်လှိုင်နာမည်ထွက်လာသည်1992တွင် အာနာရလာသည့်ဗိုလ်ချုပ်မှုကြီးတန်းရွှေနှင့်သူ့ရခင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးစောမောင်အောင်တွင် မြန်မာသည် ဆိုးရွားသောလူအုပ်ခွေရေးမှတ်တမ်းကြောင့်နိုင်ငံတကာအသိုက်အဝန်းတွင် အထူးကြံဖြစ်လာသည်1988တွင်နာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာဏာကို သိမ်းပိုက်သောအခါထောင်ပေါင်းများစွာသောဆန္ဒပြသူများကိုပစ်တတ်သည် အမည်သည့်ပြောင်းလိုက်တော်လဲစေအုပ်စုသည်အလားတူဆက်လက်ဖိနှိပ်နေပြီးတရုတ်သည် အနည်းဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်က အနောက်တိုင်းကအရေးယူပိတ်ဆို့တပိမ့်မှောက်ကြသည် သို့သောတရုတ်အပေါ်မိခုံမှုသည် အလွန်ကြီးမားလာပြီးထိုကိစ္စအတွက်တစုံတစ်ခုလုံးရမည်ကိုစစ်ကောင်းဆောင်တန်းရွှေသဘောပေါက်သည်စစ်တပ်၏ကြီးကြပ်မှုဖြင့်ရေးဆွဲသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလူမှုဆန္ဒခံယူပွဲလုပ်ပြီး2008ခုနှစ်တွင်အတည်ပြုသည် ထိုလူမှုဆန္ဒခံယူပွဲသည် အတုအယောင်ဖြစ်သည်ဟုပြင်ပကဘာကပယ်ချသည်အထွေထွေရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလတွင် ကျင်းပပြီးစစ်တပ်သည် ထိုရွေးကောက်ပွဲတွင်၎င်း၏ပါတီဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်အနိုင်ရစေရန်ပြုလုပ်သည်ထိုစဉ်ကအသက်88နှစ်ရှိပြီဖြစ်သောစစ်ကောင်းဆောင်တန်းရွှေသည်အငိမ့်စားယူရန်အသင့်ဖြစ်လာသည်ထို့သော သူသည် သူ့ရခင်စစ်ကောင်းဆောင်နေဝင်းနှင့်စောမောင်ကဲ့သို့စော်ကားခံရမှုများကို ရင်ဆိုင်မလိုပေဦးနေဝင်းသည်1962မှ1988အထိအုပ်ချုပ်ပြီး 2002ခုနှစ်ဒီဇင်ဘာလတွင်သေဆုံးသည်သူသေဆုံးကြောင်းကိုစစ်တပ်ကမကြေညာဘဲသူ့နာရီတို့အရာရှိလက်တဆုပ်စာသာပို့ဆောင်သည်ထို့နောက်1988မှ1992အထိနဝတကောင်းဆောင်ဖြစ်ခဲ့သူစောမောင်အလဲရောက်လာပြီးစိတ်ကြမ်းမရေမကောင်းဘဲစိတ်မတည်မငြိမ်ဖြစ်လာတော့ကြရာထူးမှနှုတ်ထွက်ခိုင်ခံရသည် 1999ဇူလိုင်လတွင်မထင်မရှားဘဝဖြစ်အသက်68နှစ်တွင်နှလုံးရောဂါကြောင့်ဟုဆိုကာသေဆုံးသည်သူ၏အစဉ်အလာကိုထိန်းသိမ်းရနှင့် သူ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးတန်းရွှေသည် သူ့ကိုဆက်ခံမည်သူအားတဦးတည်းမခန့်ဘဲသုံးဦးခန့်သည်။နာဘအတွင်ရေးမှုတင်စိန်သည်စစ်ရုံမှနှုတ်ထွက်ပြီး2017ခုနှစ်မတ်လ30ရက်နေ့တွင်နိုင်ငံတော်၏တမရတဲ့ဖြစ်လာသည်။ ်ထိုနေ့တွင်ပင်မင်းအောင်လိုင်းကိုတုထက်ဝါရင်သူအများအပြားကိုကြော်ပြီးမြမလက်နက်ကင်တက်များဤစေဦးစည်းချုပ်ခန့်သည်အသည်ရွေးချယ်ထားသည့်လွတ်တော်နှစ်ခု၏ဥက္ကဋ္ဌရာထူးကိုသူရရွှေမန်းတို့ပေးသည်ဥတန်းချွေလူယုံတဦးဖြစ်သောဒူရရွှေမန်းသည်စေအုပ်စုကောင်းဆောင်နှင့်2017မတ်လတွင်အနာယူသည့်ဒုတိယစစ်ကောင်းဆောင်မောင်အေးပြီးလင်နာအဖတွင်တတိယဩဇာအကြီးမားဆုံးဖြစ်သည် 2023မေလတွင်ဒူရရွှေမန်းကိုဦးသိန်းစိန်၏ USDB ဥက္ကဋ္ဌရာထူးတွင်အစားထိုးပြီး2025ခုနှစ်နိုဝင်ဘာလတွင်စီစဉ်ထားသည့်နောက်ရွေးကောက်ပွဲအပြီးတွင်သမရဖြစ်လာရန်စီစဉ်ခဲ့သည်ထို့နောက်အမှန်တကယ်အံ့ဩစရာဖြစ်လာသည် နိုင်ငံ၏အကျဉ်းသားများကိုလွတ်ပေးပြီးဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီများကိုအစိုးရမဟုတ်သောအဖွဲ့အစည်းများတပ်ဖွဲ့လွတ်လပ်စွာလှုပ်ရှားခွင့်ပေးသည် 1962တွင်ပထမဆုံးဆရာနာသိမ်းပြီးနောက်ပိုင်းတည်င်းလွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမည်ပြဆိုင်ရင်သွင်းထားသည့်နိုင်ငံခြားတည်င်းထောက်များကိုပင်နိုင်ငံအတွင်းဝင်ကွင်းပြုသည်ထို့သောလို့ရင်သည် အလုပ်ဖြစ်ပြီးညရင်ကြီးနေပါမြန်မာနိုင်ငံသည်နိုင်ငံတကာအပေခံဘဝမှအနောက်တိုင်း၏သဘောကျဖြစ်လာသည် အနောက်တိုင်းကောင်းဆောင်များသည်ထူးခြားသောအပြောင်းလဲများကို၎င်းတို့ကိုယ်တိုင်ကြည်ရန်မြမတို့လာကြပြီး တရုတ်သည်အရှုံးသမားဖြစ်သွားပုံရသည် ကနဦးတွင် အရာရာသည့်စီစဉ်ထားသည့်အတိုင်းဖြစ်ပေါ်ရသည်သို့သော ထိုစဉ်ကပြည်ပလေးလာသူများရေးသားကြသည့်အတိုင်းဦးသိန်းစိန်သည်လွတ်လပ်စွာလုပ်ကိုင်နေသည့်မြမကော်ဖာရှက်မဟုတ်ပေသူသည်ဦးသန်းရွှေနှင့်အနီးကပ်ဆုံးလူများ2008ခုနှစ်ဆန္ဒခံယူပွဲနှင့်2010ရွေးကောက်ပွဲမတိုင်ခင်ကပင်တေရှာရေးဆွဲခဲ့သည့်မဟာစီမံကိန်းအတိုင်းလုပ်ကိုင်နေခြင်းဖြစ်သည်ဦးသိန်းစိန်သည်2020ပြည့်နှစ်ဇန်နဝါရီလတွင်စစ်တပ်၏မူဝါဒများကိုထောက်ခံပြီး မြန်မာနိုင်ငံသည်ပိုင်နက်အမျိုးဘာသာရှိရှောင်မှုခံနေရကြောင်းပြောကာနဝင်ပါလတွင်ကျင်းပမည့်ရွေးကောက်ပွဲတွင်နိုင်ငံတော်ကိုကာကွယ်မည့်ကိုယ်စားလှယ်လောင်းများကိုမဲပေးရန်ပြောသောအခါတူရစ်စစ်မှန်သောအတွင်သရုပ်ကိုလည်းပြသသည်ဆီယနာသိမ်းပြီးနောက်တွင်စစ်တပ်ဒလန်ဖြစ်သည့်ဆိုသည့်တန်တရားကြောင့်တပြက်ခံရသူများဒဏ်ရာရသူများ၏မိသားစုများအထက်ဥသိမ်းဆိုင်ကငွေလှူသည်ပြောစရာမလိုသည့်ကိစ္စမှာ သူသည်ဆရာနာသိမ်းမှုကိုငြိမ်းချစွာဆက်ကျင်ဆန္ဒပြသောကြောင့်စစ်တပ်နှင့်ရဲကပြစ်ဒဏ်ခံရသူများ၏မိသားစုများအတွက်မြည်သည့်လူဒဏ်ထောက်ပံ့မှုမှမလွတ်ရှင်းဖြစ်သည်ပုံမပွင့်လင်းသောကာလ2017မှ2021အတွင်းဖြစ်ပျက်ခဲ့သည့်များသည့်ထိုစဉ်ကပြည်ပလေးလာသူများယူဆတဲ့ကဲ့သို့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနေရန်မဟုတ်ပေ။ထို့သောမြမလူအဖွဲ့အစည်းကိုအပြောင်းအလဲဖြစ်စေပြီးစစ်တပ်ကနားမလည်သည့်စူစီအားနှင့်ကြဲပြန့်မှုရှိခဲ့သည်။ ပြည်သူများသည်၎င်းတို့ရခင်က မခံစားဘူးသည့်လွတ်လပ်မှုတွင်ကျင်သားရလာသည်ပြည်သူများသည် အခွင့်အရေးရလာသောအခါပထမဆုံးအကြိမ်အဖြစ်2015ခုနှစ်နဝင်ဘာလနှင့်ဒုတိယအကြိမ်အဖြစ်2020ပြည့်နှစ်နဝင်ဘာလတို့တွင် NLD ကိုအကြီးအကျယ်မဲပေးခဲ့ကြသည်ဦးတန်းရွှေကသူ့ကိုစက္ကန့်ရဲ့ရွေးချယ်ခဲ့တဲ့ဗိုလ်ချုပ်သုံးဦးအနက်တအူးဖြစ်သူ ဥွှေပန်းသည်ထိုအလင်းနှင့်မျောပါပြီးဒေါအောင်ဆန်းစုကြည်ဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုကောင်းဆောင်များနှင့်စတင်ပူပေါင်းဆောင်ရွက်သည်ထို့သော ထိုကိစ္စသည်ပိတ်ပင်ထားသည့်ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလတွင်ဥွှေမန်းကို USDB မှအခြားဝယင်အဖွဲ့ဝင်18ဦးနှင့်အတူထုတ်ပယ်လိုက်သည်2015ခုနှစ်ရွေးကောက်ပွဲတွင်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံအဖြစ် NLD ဦးဆောင်သည့်အစိုးရပေါ်ပေါက်စေခဲ့သည် နိုင်ငံတော်အတိုင်ပင်ခံယာရုသည်ဒေါအောင်ဆန်းစုကြည်တမတာမဖြစ်နိုင်သောကြောင့်တီထွင်ထားသည့်ယာရုဖြစ်သည်၂008ဖွဲ့စည်းပေါ်အခြေခံဥပဒေက အနီးကပ်ဆွေမျိုးများနိုင်ငံသားသားဖြစ်သည့်သူကိုနိုင်ငံအကြီးအကဲယာရုရယူခွင့်ပိတ်ပင်ထားပြီးသူ၏သားနှစ်ဦးသည်မြန်မာနိုင်ငံသားများမဟုတ်ပေစစ်တပ်ကထိုအခြေအနေကိုလက်ခံတော်လဲ2020ပြည်နှစ်တွင် NLD ဒုတိယအကြိမ်တောင်မြိုကမ်းမြိုနိုင်သောအခါဗိုလ်ချုပ်များကတော်တင့်ပြီဟုဆုံးဖြတ်သည် 2021ဖေဖော်ဝါရီလတရက်နေ့တွင်ရွေးကောက်ကန်လွှတ်တော်ခေါ်ယူကာနီးတွင်မင်းအောင်လှိုင်၏တပ်များနှင့်တန်ကြပ်ကာရေးများနေပြည်တော်နှင့်နိုင်ငံ၏စီးပွားရေးမျိုးတော်ရန်ကုန်သို့ဝင်လာသည်ဒေါအောင်ဆန်းစုကြည်ရွေးကောက်ကန်လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD အဖွဲ့ဝင်ယာပေါင်းများစွာဖမ်းဆီးခံခဲ့ရသည်ဆရာနာရှင်စနေထုံးစံဖြစ်သည့်အတိတ်နှစ်ရက်များပြန်လာသည်ကိုပြည်သူများမတွေ့မြင်လို့ကြောင်း မကြမီထင်ရှားလာသည်ကနအုပ်တွင်ပြည်သူများသည်ဆရနာသိမ့်မှုကိုစံချိန်ကက်ကွက်တော်လဲပြစ်သက်ခံရသည်ထို့နောက်အ धिक အားဖြင့်လူငယ်တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကလက်နက်ကင်တော်လန်ရေးကိုရွေးချယ်ကြပြီးမြန်မာနယ်စပ်တွင်လှုပ်ရှားနေသည့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကြသလိုအရှိုးကလည်းလွတ်လပ်စွာလှုပ်ရှားကြသည်။1948တွင်ပြည်တိုင်မှလွတ်လပ်ရေးရပြီးနောက်မြန်မာသည်ပြည်တွင်ပြည်ပခါကြောင့်အစိမ့်စိမ့်အမွားမွားကွဲနေတော်လဲ 2021ဆရာနာသိမ်းမှုနောက်ပိုင်းဖြစ်လာသည့်တိုက်ပွဲ၏အတိုင်းအတာသည်လက်တလောသမိုင်းတွင်မကြုံစဘူးဖြစ်သည်မင်းအောင်လိုင်ကိုဦးတန်းရွှေက COC ကျုပ်အဖြစ်ရွေးချယ်ခဲ့သည်မှာမင်းအောင်လိုင်သည်ဩဇာသိမ်းမရှိဘဲအာနာရှင်အောင်ဖြစ်သည့်သူ့ကိုမရှိန်းရှောင်းနိုင်သောကြောင့်ဖြစ်သည်ယခုအခါမိမိတို့သည် ထိုအကျိုးဆက်များကို မြင်တွေ့နေရခြင်းဖြစ်သည်မင်းအောင်လိုင်းကို1956ဇူလိုင်လ3ရက်နေ့ကမကွေတိုင်းမင်းဘူးတွင်မွေးဖွားသည် ရန်ကုန်တက္ကသိုလ်တွင်ဥပဒေပညာလေ့လာနေစဉ်တတိယအကြိမ်မြောက်ကျူးစာပြီးနောက်1984တွင်ပြည်ဦးလင်စစ်တက္ကသိုလ်တက်ခွင့်ရသည်သူသည်ထူးခြားသောပူလောင်မဟုတ်ဘဲအပတ်စဉ်တူသူများက သူ့ကိုရှောင်ရှားကြပြီး1989တွင်သင်တန်းစဉ်သည်ဆီယနာသိပြီးနောက် BBC ကဖော်ပြသည့်အထုပ်ပတိအရာသူသည်တမန်ရှင်လင်စစ်အရာရှိဖြစ်တော်လဲအစဉ်စစ်တက်နိုင်ခဲ့ပြီး2009ခုနှစ်တွင် အထူးစစ်စင်ရေးအဖွဲ့နှင့်အဖွဲ့မှုဖြစ်လာသည် ထို့ကြောင့်သူသည်ရှမ်းပြည်အရှေ့မြောက်ပိုင်းကိုကံမှဆစ်စင်ရေးများကိုကြီးကြပ်ကလူတောင်းပေါင်းများစွာကိုတရုတ်ပြည်သို့နေဆက်ဖြတ်ကျော်ထွက်ပြေးအောင်လုပ်သည် BBC အဆိုအရလူသက်မှုအရမကျင်းမှုနှင့်မိရှုံးမှုများအတွက်သူ၏တက်များကိုဆွဆွဲချက်များရှိတော်လဲမင်းအောင်လိုက်သည်ရာထူးဆက်လက်မြင့်တက်လာပြီး2010ပြည့်နှစ်တွင်စီဦးစီချုပ်ဖြစ်လာခဲ့သည်ထိုအရေးရှင်များနှင့်စစ်ကောင်းဆောင်တန်းရွှေကိုတစ္ဆာခံမှုကြောင့်ပင် ထိတ်ဆုံးရောက်လာသည်ဟုအရှိုးကပြောသည် ဖေဖော်ဝါရီလ၂ရက်နေ့တွင်အသက်62နှစ်ရှိလာသောဦးတန်းရွှေသည်မင်းအောင်လိုင်ကိုကြကြကောက်ွယ်ပေးနိုင်တော်မူမဟုတ်ပဲဦးသိန်းစိန်နှင့်ဦးရွှေမန်းတို့ဩစာကြဆင်းသွားသောကြောင့်အာနာရှင်ဟောင်း၏အစဉ်အလာသည်မကြမီကုန်ဆုံးတော်မူဖြစ်သည်အခြားတစ်ဖက်တွင်လည်းမင်းအောင်လိုင်သည်ထင်ရှားသောအားနည်းချက်များရှိသည့်တိုင်ဒေတာအတွင်းထင်ရှားလာပြီးထို့သောဖြစ်ရှင်မှာမတ်လငလင်အပီသူ့အခန်းကဏ္ဍကြောင့်ဖြစ်သည် အဓိကအားဖြင့်ပြည်ပမှလာတော့ကဲဆယ်ရေးလုပ်သားများအပြည့်အဝကူညီကဲဆယ်ရေးအားထုတ်နေစဉ်စစ်ကောင်းဆောင်မင်းအောင်လှိုင်သည်မြန်မာအပါအဝင်တောင်နှင့်အရှေ့တောင်အာရှခုနှစ်နိုင်ငံဆွေးနွေးပွဲဖြစ်သည့်ဘင်္ဂလားပင်လယ်အော်စီးပွားရေးနှင့်ဤပညာဆိုင်ရာပတ်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဘင်စတာထိပ်သီးဆွေးနွေးပွဲတက်ရန်ထိုင်းနိုင်ငံဘန်ကောက်သို့သွားသည်ထိုခရီးစဉ်သည်2021ဆီယနာသိမ်းမှုနောက်ပိုင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်၏ပထမဆုံးဘန်ကောက်ခရီးဖြစ်ပြီး ထုံးစံအတိုင်းအယက်သားဝစ်စုံဝစ်ပြီးအရှားရှောင်းနိုင်ငံကောင်းဆောင်များနဲ့ဓာတ်ပုံရိုက်ခွင့်ရသည်ထိုင်းဝင်ကြီးချုပ်ပေထောင်တန်ရှင်နာဝတ်အိန္ဒိယဝင်ကြီးချုပ်နိုင်ဒရာမိုဒီနီပေါ်ဝင်ကြီးချုပ်ကေပီရှာမာအိုလီဘူတန်ဝင်ကြီးချုပ်ရှိုင်ဘော့ကေတီရီလင်ကာဝင်ကြီးချုပ်ဟာရီနီအမရာဆူရီယာနဲ့ဘင်္ဂလားဒေ့ဂျာဖြတ်အစိုးရအကြံပေးအရာရှိချုပ်မူဟာမက်ယူနိုတိုနဲ့ဓာတ်ပုံရိုက်ခွင့်ရသည်မြန်မာမှာဆေးအုပ်ချုပ်ရေးကို ထို့သောလက်ခံခြင်းသည်ငလင်နှင့် ငလင်ကြောင်းဖြစ်လာသည့်ဒေတာတွင်အစိုးရများနှင့်ပြည်သူများ၏စာနာမှုကြောင့်မဟုတ်လင်ဖြစ်လာစေရမရှိပေစစ်ကောင်စီကိုကြောင်ကြကြထောက်ခံခြင်းကြောင့်ဖြစ်လာမည့်မြန်မာပြည်သူများ၏စံကျင်မှုကိုကနအူးကစိုးရိမ်သောတရုတ်နိုင်ငံသည်တတိကြီးကြီးထားပြီးစစ်ကောင်ဆောင်မင်းအောင်လှိုင်နှင့်နှစ်ပေါင်းများစွာကင်းကင်းနေသည်တိုတိုတူဒီရုရှားနိုင်ငံမော်စကို၌ကျင်းပသည့်ရုရှား၏မေလ၈ရက်အောင်ပွဲနေ့အခမ်းအနားအတွင် မေလ9ရက်နေ့၌တိကျအစီအဝေးတွင်တရုတ်သမ္မတရှီကျေးဖြင့်တွေ့ဆုံပြီးစစ်ကောင်စီတရားဝင်သတင်းစာ Global News Live of Myanmar အဆိုအရငလင်အပီလူသားချင်းစာနာမှုအကူအညီများအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းပြောသည်ဟုသိရသည်။တော်လိုင်းအင်အားစုများထိန်းချုပ်ထားသည့်ငလင်တန်ခတ်ဒေသများကိုမြန်မာလီတပ်ကဆက်လက်ပုံကျဲတိုက်ခိုက်နေခြင်းသည်အရေးမပါတော့ပုံရသည်။ တရုတ်သည်မြန်မာစစ်တပ်၏အဓိကမိတ်ဆွေပြန်ဖြစ်လာပြီးရုရှားတနိုင်ငံတွေကသာပြိုင်ဘက်ဖြစ်နေသည်ထို့သောလက်ခံချင်း၏နောက်ထပ်ရှေ့လန်းတစ်ခုမှာလာမယ့်ရုပ်ောက်ပွဲများဖြစ်သည်စစ်ကောင်စီမထိန်ရှုံနိုင်တော့သည့်နိုင်ငံဒေသအများအပြားရှိသောကြောင့်ထိုအစီအစဉ်သည်ထယောင်ထင်မဆိုင်ကူးယဉ်မှုဖြစ်သည်ဟုဝေဖန်သူများကပေရှားသည်အနောက်တိုင်းအင်အားကြီးနိုင်ငံအများစုသည်လည်းထိုသို့ယူဆမည်ဖြစ်ပြီးနေပြည်တော်မှအာဏာရပိုကြုံများကိုဆက်လက်ရှောင်ရှားမည်ဖြစ်သည် သို့သောထိုကိစ္စသည်ဒေသတွင်းတွင် လုံးဝကွဲပြားခြားနားသည့်ဇလံဖြစ်နေသည်တရုတ်အိန္ဒိယနှင့်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံများမှနိုင်ငံများနှင့်ဂျပန်တီပင် ထိုကိစ္စသည်ဘာမှမရှိသည့်တက်စာလင်းပိုကောင်းပြီးလမ်းကြောင်းမှန်သို့ရှေ့လန်းတလန်းဟုဆောရကတတ်နိုင်သည်တချိန်တည်းတွင်အချိန်ကိုနောက်ပြန်လဲ၍ရမည်မဟုတ်ပေ တော်လည်ရည်သည်အလုတ်ဖြင့်ညီညွတ်သည့်အမိန်ပေးကုကဲမှုမရှိနိုင်ပေနိုင်ငံလုံးဆိုင်ရာပြဿနာများထက်ဒေသဆိုင်ရာပြဿနာများအတွက်တိုက်ပွဲအဖြစ်ဆက်လက်ကွဲပြားနေနိုင်သည်ထို့သောထိုအတွင်းပြိပခများသည်ပြက်ကွယ်သွားနိုင်ပွဲမရှိပေစစ်ကောင်းဆောင်မရောက်လိုက်သည့်အတိုက်အခံများကိုရှိန်မုံပြီးနိုင်ငံ၏အများစုကိုဗဟုအစိုးရထိရှုံမှုအောက်တွင်ထားနိုင်သည့်အာဏာရှင်မဟုတ်ပေ တူ၏လက်ထဒုတိယစစ်ကောင်ဆောင်ဆိုဝင်းသည်တူထက်ပုံများသည့်တိုက်ပွဲအတွေ့အကြုံရှိပြီးပုံမသဘောထားတင်းမာကစစ်တပ်တွင် ထိတ်ဆုံးရသူရနိုင်သူအဖြစ်မြင်ကြသည်လေးလာဆောင်ကြည့်သူများနှင့်သူတွေသည်များသည်ဆောင်ကြည့်ရုံသာတက်နိုင်ပြီးတနစ်ခတ်အတွင်တွင်တမရမင်းအောင်လိုက်နှင့်စစ်ဦးစီးချုပ်စိုးဝင်းဖြစ်လာနိုင်သည်။သို့မဟုတ်မဖြစ်လာနိုင်ကြောင်းလည်းတွေ့ရနိုင်သည်။ မြန်မာစစ်တပ်ကောင်းဆောင်ပိုင်းသည်ရခိုင်ဆိုဗီယက်ယူနီယံကိုကလီမရနန်တို့အရေးစောက်ကြည့်သူများအတွက်ပွင့်လင်းမှုမရှိတဲ့ကဲ့သို့ယနေ့တရုတ်နှင့်အခြားအာဏာရှင်နိုင်ငံများကဲ့သို့ပင်ဖြစ်သည်ထို့သောဖြစ်နိုင်သည်မှာကျွမြင်နိုင်သည့်အနာဂတ်တွင်စစ်တပ်သည် တနည်းနည်းဖြင့်အာဏာဆက်လက်ရနိုင်မည်သဘောရှိသည်